ဆိုင်ရည်သူတိတ်ပံမောင်ဝရေးသားထားတဲ့တောင်ပြောင်းထွေလာပြီးစာများဆိုတဲ့စာအုပ်ထဲကတောင်ပြောင်းထွေလာလေးကိုဖတ်ပြပေးမှာဖြစ်ပါရဲ့ရှင်။ကျမရစာဖတ်သူခွန်ရှချူပါ။ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါရဲ့ရှင်။တောင်ပြောင်းထွေလာလေးပြည်ရွှေပုံ1300တခုနှစ်ဒုတိယဝါဆိုလဆန်း9ရက်ကိုအောင်ဖေး ဒီမနေ့ပဲဝက်လက်ကပြန်ရောက်တယ်ဝက်လက်မှာ9ရက်လောက်ကြာခဲ့သပြဝက်လက်အနောက်ဖက်တမိုင်ခွဲခန့်အကွာမှာရှိတဲ့မကြီးတုံးရွာကိုလည်းမနေ့မနေ့ကရောက်ခဲ့သေးတယ်မကြီးတုံးရွာနေနေရွာမမတ်နဲ့မင်းလဝဲတုံတရအမတ်ကြီးရဲ့မွေးဖွားရာရွာကလားလေသုံးပါမင်းကြီးဥယံအောင်ဟာလေဒီရွာကပဲနောက်ပြီးလင်းငါဆရာဥစာဆိုတာလေဒီရွာကပဲသူကတော့နာမည်မကျော်လှဘူး အခုခေတ်စာရေးဆရာကျော်ရွှေဦးတောင်းအောင်လေဒီရွာအဆက်ပဲဗျသူ့ဖေဦးအေရဒီရွာသားအဆက်ပေါ့အဲ့ဒီမကြီးတုံရွာကမင်းလက်ဝဲတုံတရရဲ့ဆွေစဉ်မျိုးဆက်စာရန်တစားဦးစာရေးတဲ့ကဗျာတစားအဲ့ဒီစာနှစ်ဆောင်ကိုငှားခဲ့တယ်အเจ้าညီမျိုးလိုကူးပြီးရင်ကဏ္ဍလောကဖို့မှတ်လိုက်ပြီတော့အခုဖြင့်အလုံးမပါသေးလို့မကူအားသေးဘူးဗျာ ဝက်လက်ကပြန်ရောက်မှကိုရင့်ရဆောင်ရတယ်။အော်လက်ဆက်သက်တော် ကိုအုံးဖေခိတခွင့်ယူသွားတာကိုထားကြောင့်သူစီကပြန်စားမရတာထင်ပါရဲ့။သူလည်းဒီနေ့ရဲ့ဝိဇာဆောင်မေဝယ်အောင်သွားပြီနော်။ဝမ်းသာတဗျာဝမ်းသာကြောင့်စာကလေးပေကလေးတစ်စောင်ရေးလိုက်အောင်တော့မှပဲ။သူခွင့်ရပြန်လာရင်တော့ကဏ္ဍလောကအတွက်စိတ်အေးလက်အေးနဲ့ဆောင်ရွက်နိုင်တော့မယ်ထင်ပါရဲ့။အရင်တော့ကတော့ကဏ္ဍလောကတစ်ဖက် ကျောင်းဝစာတွေကိုလေ့လာရတာကတစ်ဖက် ခမရမာလည်းဒုက္ခတစ်မျိုးပဲသူဝိဇာဆောင်မေးပွဲအောင်သွားတာကျွန်တော်တို့အတင်းအတွက်အားတက်စရာကြီးတရက်ပဲဗျာအရင်လာရောင်ကြီးပြေးဆိုတဲ့ခေါင်းကြီးပိုင်းမှာပါသလိုကျွန်တော်တို့အတင်းတိုးတက်ဖို့အရေးနမိတ်တွေလဲတော်တော်မြင်လာပါပြီကြိုးစားကြပါစို့ကျွန်တော်တို့အတင်းဟာကျွန်တော်တို့ရဲ့အသက်ပဲနှုတ်ကအော်ဂျေအော်ဂျေလောက်နေလို့တော့ကိစ္စပြီးမှမဟုတ်ဘူးအဟုတ်အခအလုတ်ကို လှုပ်ပြဖို့အချိန်တန်ပြီဗျာ။တောင်ပြောင်းထွေလာနံပါတ်3ကိုရေးလိုက်ပြီးတဲ့နောက်အတင်းသားမိတ်ဆွေဟောင်းနေစီကစရည်လာတယ်။ဘိုးကျော်ဝင်းကြီးကလည်းအတင်းကြီးပွားရာကြီးပွားကြောင်းကောင်းကောင်းကြီးဆောင်ရွက်နေတာပဲတဲ့။နောင်ကလည်းမဆုံမနစ်တဲ့လုံလာနဲ့ဆောင်ရွက်ဖို့ခဲထားတဲ့ဗျာ။တာဓုဗျာတာဓုဆောင်ရွက်နိုင်ပါစေ ဆောင်ရွက်နိုင်ပါစေဒီလိုပုံကိုယ်တွေလည်းရှိအောင်ပါပဲလို့မဟုတ်ရင် ကျွန်တော်တို့အသင်းကတစတစနဲ့ပြတ်သွားစရာအကြောင်းရှိတယ်။ဒီအသင်းရဲ့အထုပ်ပတ်တွေကိုစုံစမ်းကြည့်မယ်ဆိုရင်အသင်းကိုစတင်တည်ထောင်ခဲ့တာမစ္စတာဖာနီဗယ်ဖြစ်တဲ့အကြောင်းသိရမယ်။မြန်မာများအကျိုးကိုလိုလားတဲ့အင်္ဂလိပ်ပုဂ္ဂိုလ်ကြီးကတည်ထောင်ခဲ့တဲ့အသင်းဟာမြန်မာတွေအုပ်စိုးတော်မှာပြတ်ရမယ်ဆိုရင် ကျွန်တော်တို့တွေဟာမဟာအရှက်တော်ကြီးကွဲတော်မှာအမှန်ပဲမြန်မာတွေလှုပ်လိုက်မှဖြင့်ဘယ်တော့မှကြာကြာမခံဘူးလို့ လူတကဆွဆွဲတာခံရမှာအမှန်ပဲအသေးနဲ့ညှိုးနေတာကိုအာသစ်သွင်းပေးဖို့အချိန်တန်ပြီအာသစ်သွင်းပေးကြပါစို့လက်ရုံးဆန့်တန်းပြီးချိန်ပကြပါစို့တို့အသေးမတိုးတက်ရင်မနေဆိုပြီးအားခဲကြပါစို့အင်္ဂလိပ်လူမျိုးတို့ရဲ့စိတ်ထားတစ်ခုကိုအတုခိုးဖို့အင်မတန်ကောင်းတယ်။ဘာစိတ်ထားလဲဆိုတော့မဖြစ်မနေနောက်မဆုတ်တန်းဆိုတဲ့စိတ်ထားကတစ်ခု။ အရေးတစ်ခုကြုံလာရင်တစ်မျိုးလုံးဝိုင်းမယ်ဆိုတဲ့စိတ်ထားကတစ်ခုအဲ့ဒီစိတ်ထားနှစ်ခုပါပဲအခုကဘာကြီးမှာစိတ်ရိတ်စိတ်ငွေပေါ်နေတဲ့အခါမှာအင်္ဂလိပ်တရားတစ်မျိုးလုံးဘကလောက်ညီညွတ်ကြတယ်လေအမျိုးထည့်ရမခံဆိုပြီးနေရောညပါစ조사နေကြတာမျက်မြင်မဲမလားသူတို့စိတ်ထားမျိုးအင်မတန်အတုခိုးဖို့ကောင်းကျွန်တော်တို့အသိအလဲအခုအခါမှာတိုးတက်တဲ့လောက်မတိုးတက်ဖယ်နေတာအသိသားရင်သိတာပဲမလား အဲ့လိုဆိုရင်တို့အသင်းဘာလို့မတိုးတက်ရတာလဲဆိုပြီးအသင်းသားတိုင်းကဆောင်ရွက်ဖို့မကောင်းပါလားအဲ့ဒီလိုဆောင်ရွက်လိုက်ကြမယ်ဆိုရင်အသင်းကနေချင်းညချင်းတိုးတက်လာမှာအမှန်ပဲအယုတ်သဖြင့်အသင်းသားတယောက်ဟာအသင်းသားတစ်၅ယောက်လောက်တွင်းပေးမယ်ဆိုရင်အသင်းကြီးဘလောက်တိုးပွားလာမလဲဆိုတာစဉ်းစားကြည့်ပြီးတော့အသင်းသားတယောက်ဟာအသင်းသားတစ်၅ယောက်တွင်းပေးဖို့ခဲရင်မလားဘာခဲရင်မလဲအလွယ်ကလေးပါဗျာ အမှုပဲမှတ်မဲ့နေကြတဲ့အတွက်အသိအမတိုးတက်ပဲနေတာပါအချို့ကလည်းအင်မတန်အပြင်းထူကြတယ်တနည်းအားတရိษံစေကုသရေးဌာနဝန်ဦးဖေတန်းရွှေဘိုကိုရောက်လာတာနဲ့ညစာထမင်းဖိတ်ကျွေးပြီးဆွေတရားဟောလိုက်တာရိုးရိုးအတင်းသားအဖြစ်ဝင်တော့မယ်လို့ဂရိပေးသွားတယ်သူဝေယုံနေမကသေးဘူးအ ਨੇ စုံအတင်းသားတစ်ရှစ်ယောက်လောက်ရှာပေးမတယ်ဂိုင်းနေရာမကြဘူးလားခရီးသွားဟန်လွဲဆိုသလိုမိတ်ဆွေတွေနဲ့တွေ့ရတဲ့အခါ အသိအကြောင်းလေးပြောပြလိုက်ရတာပါလေဘဲ့ကလောင်နေရာကြတယ်လေတခြားအသိနေလေဒီလိုပဲဆွေတရားဟောမင်းဆိုရင် အသိသားတစ်တည်းရမှာအမှန်ပဲဗျကောင်းတဲ့အလုပ်ကိုလုပ်တာပဲကောင်းတဲ့အလုပ်လုပ်ဖို့တိုက်တွန်းတာပဲအားနာစရာလည်းမရှိပါဘူးရှစ်စရာလည်းမရှိပါဘူးနောင်လေအသိသားအသိတွေကို ရှာပေးဖို့အသိမဲပြုတ်ဆက်ရှင်မင်းကြီးလဲအသိဝင်ခြင်းနဲ့လို့ပြောတန်ကြတယ်သူ့ကိုလဲတိုက်တွန်းရအောင်တော့မှာပဲ ကိုင်ဒီလိုဆိုရင်အသင်းမကြီးပွားစရာမရှိပါဘူးအသင်းကြီးပွားဖို့အတိတ်နမိတ်တွေပေါ်နေပြီအားရတဗျာနောက်ပြီးအင်္ဂလိပ်တွေစီကအတူခိုးဖို့ကောင်းတာဇွဲပဲအင်္ဂလိပ်တွေကအင်မတန်ဇွဲကောင်းတဲ့လူမျိုးမဟုတ်ဘူးလားသူတို့တခုခုမလုပ်ရင်လည်းနေရောလုံမိမှဖြစ်လဲနောက်မဆုတ်တော့ဘူးဇွဲကောင်းကောင်းနဲ့ကျဲတော့တာပဲဇွဲကောင်းကောင်းနဲ့ကျဲတော့နောက်ဆုံးမှအောင်မြင်ရတာမျိုးပဲနပိုလီယံနဲ့တိုက်တုံးကကြည့် လွန်ခဲ့တဲ့ကဘာစစ်ကြီးဖြစ်တုန်းကကြည့်အင်္ဂလိပ်တွေဘယ်ကလောက်ဇွဲကောင်းကြသလဲဒီဇွဲကြောင့်သူတို့လူမျိုးဟာသူတကာရဲ့အနှိပ်ဆက်ကိုမခံခဲ့ရဘူးအခုလေဟစ်တလာအင်္ဂလိပ်တွေကိုတော်တော်ချိုးကျင်တယ်အင်္ဂလိပ်တွေရဲ့ဇွဲကိုခက်လန့်လန့်မို့ဒီလောက်စိုက်နေတယ်မလားကျွန်တော်တို့မှာမရှိဆုံးကဇွဲပဲအင်္ဂလိပ်များရဲ့ဇွဲမျိုးကိုမွေးမြူဖို့အင်မတန်လိုတာကလားဗျာကျွန်တော်ဖြင့်တက်နိုင်သလောက်မွေးမြူနေတာပဲ ကျွန်တော်တို့အသင်းသားတွေလည်းအားလုံးမွေးမြူစေခြင်းနဲ့တို့အသင်ဘာဖြစ်လို့ပြည့်ရမှာလဲဘာဖြစ်လို့ဆုတ်ယုတ်ရမှာလဲဆိုပြီးဇွဲကောင်းကောင်းနဲ့ကျဲကြမယ်ဆိုရင်အသင်းဟာချက်ချင်းတိုးတက်လာမှာအမှန်ပေါ့အခုရေးနေတာအသင်းပြတ်တော့မယ်အရေးကိုမြင်းလို့ရေးနေတယ်မထင်နဲ့အသင်းကတော့တော်တော်နဲ့ပြတ်မှာမဟုတ်ဘူးနို့ပေတဲ့အသင်းတိုးတက်တင်းသလောက်မတိုးတက်တာကို အားမရလို့ရေးတာပဲနောက်ပြီးကျွန်တော်တို့မြန်မာတွေမှာခွာကြနေတာတစ်ခုရှိတယ် အချို့ဟာအနောက်နိုင်ငံအလေးအထစိတ်ကူးစိတ်တန်အရေးအသားသာကောင်းနေမြန်မာအလေးအထအရေးအသားစိတ်ကူးစိတ်တန်မကောင်းဘူးဆိုပြီးအနောက်နိုင်ငံ အတူကိုသာယူလိရှိကြတယ်ကိုအမျိုးရဲ့အလေးအထကိုတော့ရှုတ်ချတတ်ကြတယ်ဒီလူတွေကဘယ်လူတွေလဲလို့မင်းအများအဖြစ်အင်္ဂလိပ်စာတတ်တတ်ကိုသင်တဲ့ကျောင်းနေရာထွက်တဲ့ငနေတွေပေါ့ဗျာတချို့ကတော့လေနိုင်ငံခြားဆိုရင်အားလုံးကိုပြစ်တယ် နိုင်ငံခြားအလေးအထသဘောထားဆိုရင်ဘာမှမကောင်းဘူးလို့အယူသီးကြတယ်။နိုင်ငံခြားဆိုတဲ့စကားကိုတော့မကြားချင်ကြဘူး။ကိုအမျိုးမှကိုအမျိုး၊ကိုအလေးအထမှအလေးအထ၊ကိုစာပေမှစာပေဆိုပြီးအထင်ကြီးကဝါကျွားလေးရှိကြတယ်။ဒီလူကြပြန်တော့လေအယူသီးလို့နဲ့အမြင်သေးလို့နဲ့ဒီလူမျိုးကိုလည်းမလိုအပ်ဘူးဗျ။ကျွန်တော်ကြိုက်တာကတော့အနောက်နိုင်ငံအလေးအထအယူအဆတွေကိုလည်း အားလုံးတိတ်မိမယူနဲ့အားလုံးကိုလည်းမပယ်နဲ့ကောင်းတာတွေကိုယူပြီးမကောင်းတာတွေကိုပယ်ရမယ်ကို့အမျိုးသားအလေးအထအယူအဆတွေကိုလည်းကောင်းတာတွေကိုယူရမယ်မကောင်းတာတွေကိုပယ်ရမယ်ဘယ်အမျိုးရဲ့အလေးအထအယူအဆမှအကောင်းကြီးမဟုတ်ဘူးမကောင်းတာလည်းရှိ ကောင်းတာလည်းရှိတာပဲအခုကျွန်တော်ပြောသလိုဆောင်ရွက်တော့မှကျွန်တော်တို့အမျိုးသားကြီးပွားမယ်တိုးတက်မယ်တစ်ဖက်သက်လုံနေလို့ဘယ်တော့မှကြီးပွားတိုးတက်မှာမဟုတ်ဘူး မြဲမြဲမှတ်ထားပြီးတော့အာရင်း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 ကလောင်ဆိုင်သွားလိုက်တာဘယ်ရောက်သွားတယ်မသိတော့အသိအကြောင်းရင်းနေရကအမျိုးအကြောင်းရောက်သွားတော့တာပဲကိုင်းဗျာတခြားအကြောင်းကိုစက်ကြပါအောင်စို့လွန်ခဲ့တဲ့နှစ်လေအစည်းအဝေးမှာရိုးရိုးအတင်းသားအတော့နှစ်စင်ချင်းကို10ချက်က6ချက်လျှော့လိုက်တယ်လို့ကြားရတယ်ကျွန်တော်တို့ကိုဂျိုဘက်ကကြည့်မယ်ဆိုရင်၄ချက်ရွတ်သွားလို့သဘောကျစရာပဲအတင်းဘက်ကကြည့်မယ်ဆိုရင်တော့ အတော်အားငယ်စရာပါဗျာအတင်းအစည်းဝေးရဲ့သဘောထားကတော့နှစ်စင်ကြီးကိုလျှော့လိုက်မယ်ဆိုရင်အတင်းသားတိုးတက်မယ်အယူရှိတယ်ကျွန်တော်သဘောကတော့တစ်နှစ်ဆယ်ချက်အများတယ်မထင်ဘူးတလောက်တစ်ချက်တောင်မကြဘဲဟာရိုးရိုးအတင်းသားတွေကလူကုန်ထန်းနေအစိုးရအမှုတန်းနေများတာပဲဒီတော့ကဆယ်ချက်ကမများဘူးထင်တာပဲရိုးရိုးအတင်းသားအဖြစ်ဝင်တဲ့လူစားရုပ်ရှင်ဆိုရင်တစ်ချက်နှစ်ချက်တန်းက တလမှာ၄၅ကအ ਨੇ ဆုံးချိတဗျတန်နစ်ရက်ကတ်၄၅60တန်းတစ်နှစ်ကို2ချောင်းလောက်ဝယ်တဗျတဖက်ရည်ဆိုင်တို့ဟိုတယ်ဆိုင်တို့မှာတထိုင်နဲ့၈ချက်30တုံးတဗျအဲ့ဒီလိုလူစားအတွက်တစ်နှစ်30ဟာမများဘူးထင်တာပဲအသင်းရဲ့သဘောက10ချက်6ချက်အထိရှော့လိုက်မယ်ဆိုရင်ရိုးရိုးအသင်းသားရဲ့တိုးမယ်ထင်တယ်ကျွန်တော်သဘောကတော့မထင်ဘူး မပေးချင်တဲ့လူကတော့၁၀ကျက်လည်းပေးမှာမဟုတ်ဘူး၆ကျက်ဆိုလည်းပေးမှာမဟုတ်ဘူးပေးချင်တဲ့လူကစာပေတိုးတက်ချင်တဲ့လူဆိုရင်တော့၁၀ကျက်မများဘူးဗျ၆ကျက်လည်းမများဘူးပေါ့အခုလို short ချလိုက်တဲ့အတွက်အသင်းမှာနည်းနည်းနစ်နာမယ်ထင်တာပဲ노ပဲမယ်ဆုံးဖြတ်ထားပြီးသားကိုစင်ကြေပေးနေဖို့မလိုပါဘူးဆုံးဖြတ်ပြီးတဲ့အချိန်ဆောင်ရွက်ဖို့ပါပဲအသင်းသားတိုးတက်မတိုးတက်ကိုစောင့်ကြည့်ကြအောင်ဆို့ ကျွန်တော်တို့တွေရပါမယ်တခြားနေရာမှာဆိုရင်တထိုင်နဲ့10 20ကုန်သွားပါစေမနှမျောဘူးစာအုပ်မဂဇင်းဝယ်ဖို့ဆိုရင်တော့အင်မတန်တွန့်တိုတယ်ဓာတ်ဆီတကာလန်လောက်အကုန်ခံပြီးမော်တော်ကားကိုအလကားရှောက်စီးခြင်းစီးတယ်ခောက်ဆွဲဆိုင်မှာတထိုင်နဲ့တစ်ချက်နှစ်ချက်သုံးဖို့မနှမျောပါမယ်စာအုပ်တစ်ချက်တန်းဆိုရင်ရားတယ်ထင်တယ်ဒီတော့စာအုပ်တွေမျက်နှာငယ်တာပါဗျာစာအုပ်တွေမျက်နှာငယ်ရင်စာရင်းစရာတွေထမင်းငတ်တာပေါ့ ဒါထန်စကားမဆက် ပန်းတနော်ကိုတန့်စီရစားလဆောင်ရတယ်။သူလဲခန္ဓာလောကအတွက်ဆောင်းပါးကိုရေးဖို့အားခဲထားတဲ့။သာဓုခေါ်လိုက်ရသည်တယ်။အသင်းအတွက်ကောင်းတဲ့ရောင်ကြီးပြေးပေပလေ။သူ့စာထဲမှာသခင်ဘတောင်ဘာသာပြန်တဲ့ပန်းတာမဆာဥဆိုတဲ့နဂနီအသင်းဟာမကြမီထုတ်ဝေတော့မယ်လို့ပါလာတယ်။သူ့အစောကဒီဝိထုဟာအင်မတန်ကောင်းဆိုပဲ။ ထွက်မှဝယ်ဖက်ရအောင်တော့မယ်။ဘာသာပြန်ဘက်မှာစာအရေးသားဘက်မှာသခင်ဖတော်ကနာမည်ကျော်ပြီးသားဖြစ်လေတော့သူ့ပန်းတာမဆာဘူးကကောင်းမှာပါပဲ။ကျွန်တော်တဘောကတော့ဘာသာပြန်ဆိုရင်ဘာသာပြန်ဆိုပြီးထုတ်ဝင်စီခြင်းနဲ့အခုပန်းတာမဆာဦးလိုလိုပါဗျာ။တချို့ကတော့သူတို့ကရဲ့စာကိုကူးချပြီးတော့ကို့စာလိုလိုအနေနဲ့ရေးသားလေးရှိကြတယ်။ခိုမကြဒီမကြနဲ့အင်မတန်ချင်စရာကောင်း သူတကာရဲ့စာကိုကူးချပြီးကိုပိုင်ညံနဲ့ပဲရေးတယ်လို့လို့နောက်ပြီးတော့အလကသွေးကြီးနေတော့မူကြသေးတယ်။ဆရာလိုင်းကြီးစီကလည်းတနေ့ကစာတစ်စောင်ရသေးတယ်။တလောကသူပို့လိုက်တဲ့စောင်းပါ။ခန္ဓာလောကမှာမပါလာလို့ဝမ်းနေတယ်လို့လို့သူ့လိုပုံကူရေးတဲ့စာကတော့အဲ့ဒီဒါပယ်ဝတ်မှာမဟုတ်ဘူး။နောက်ကျနေလို့မထည့်တာနဲ့တူတယ်လို့တောင်းမန်စာကလေးရေးလိုက်ရသေးတယ် စက်တင်ဘာလလောက်မှာပြည်ရွှေဘူကိုအလဲလာခဲ့မတဲ့ဟန်လင်းကြီးကိုလည်းတွားကျင်သေးတဲ့တူလာမရာဇဝင်မှာထင်ရှားတဲ့နေရာတွေကို လိုက်ပြရအောင်တော့မကို စာအကြောင်းပေးအကြောင်းရာဇဝင်အကြောင်းတွေကိုလည်းဆွေးနွေးရအောင်တော့မှာပဲဝမ်းတာသေးတော့မျိုးများတယောက်လည်းဘယ်တော့ဘီးလက်တွားမတယ်လေသူ့လိပ်စာကိုမသိတာနဲ့စာမရေးရဘူးတွေ့ရင်ပြောလိုက်စမ်းပါဗျာနှုတ်ဆက်လိုက်တယ်လို့ခိုးရောက်သွားရင် ဒီငနေစောင်းပါရေးနိုင်တော့မှမဟုတ်ဘူးအခုတလောမိုးအင်မတန်ခေါင်းတပြို့တောင်သူတွေလည်းညီးလာပြီပြိုးခင်းနေလဲ6ကုံငမြောင်တောင်ပိုးတွေကလည်းကြသူတို့တွေတော့အခက်ပဲဒါကြောင့်မိုးရွာပါစီလို့နေ့စဉ်ပဲဆူတောင်းနေရတယ်သူတို့ဆင်းရဲကြလဲကိုဆင်းရဲရတာပါပဲဒီနေ့ဆရာဘဒင်ကြီးဥက္ကဋ္ဌဖြစ်သွားတယ်ကြလို့ဝမ်းသာသေးတော့ဗျာ ခန္ဓာလောကမှာကြီးလက်ပြုပြင်ရေးဆောင်ပါးတွေကိုမျောနေတယ်လို့ပြောလိုက်စမ်းပါဗျာတနေ့ကမန္တလေးရောက်သွားတာခရိုက်ခရိုက်နေမလို့ဘူးတင်ဆွေစီတော့မရောက်ခဲ့ဘူးနောက်တစ်ခေါက်မှသူ့စီဝင်ခဲ့အောင်မယ်ဒေါက်တာသိမ်းမောင်နဲ့တော့လမ်းကြုံလို့တွေ့ခဲ့ပါရဲ့ကျွန်တော်တို့အတင်းနဲ့ကိုဝင်ဖို့ဆွဲတော့သူကန္နာလောကကိုငှားဖက်တယ်လို့ပြောတယ်အေးကောင်းသေးရဲ့လားသူ့လိုပုံကိုယ်ကတော့ငှားဖက်နေတယ် သူ့ချောင်းဆိုးစရာအင်မတန်ကောင်းဆိုဘူးအဲ့ဒါကြောညာမဟုတ်ဘူးနော်ချမ်းသာပါစေဗျာမောင်လူအေးခန္ဓာလောကတွင်25အမှတ်185 August 1936ခုနှစ်ဖြစ်ပါတယ်ရှင်